အများအားဖြင့်လူတိုင်းဟာတစ်နေ့တစ်ကြိမ်တော့အ ਨੇ ဆုံးရေချိုးပင့်အောင်ချိုးလေ့ရှိကြပါတယ်တချို့ဆိုရင်ချွေးထွက်များလို့အလုံးလုံးရင်တကူလုံးညစ်ပတ်သွားလို့စားတဲ့အချိန်တွေကြောင့်နှစ်ကြိမ်သုံးကြိမ်လောက်ချိုးရတာမျိုးလည်းရှိပါတယ်ဒီနေရာမှာရေချိုးတာနဲ့ပတ်သက်လို့စေသိပ္ပံပညာရှင်တချို့ကတော့ရေမကြာခဏချိုးပေးတာပိုကောင်းတယ်လို့ဆိုပါတယ်တကူရေတန်ရှင်းမှုရှိပြီးနေရာထိုင်ရ ပေါ်ပါလန်းစန်းသွားလိမ့်မယ်လို့ပြောကြပေမဲ့လိုအပ်တာထက် အလွန်အမင်းရေချိုးတန့်ရှင်းတဲ့အခါအရေးပြားတွေချောက်တွေ့ကြမ်းတမ်းလာလိမ့်မယ်လို့တတိပေးကြပါတယ်ရေချိုးတိုင်းဆက်ပြတိုင်းလိုက်မှဆိုရက်အလေးထားကစွန့်မဲနေတော့လူတိုင်းဟာရေချိုးရင်ဆက်ပြခဲဒါမှမဟုတ်ဆက်ပြအရေးပြင်တဲမုံလေးတွေပါတဲ့စခရက်အရေးတွေနဲ့ပါဂျေတွန်တိုက်ချွတ်တတ်ကြပါတယ် ဆက်ပြနဲ့ပုတ်တိုင်းမှုများလေလေအရေပြားအပေါ်ရန်လွာမှာရှိတဲ့အသားအရေကိုဆိုလန့်နေအောင်ဖုံးပေးထားပေမဲ့အရေပြားအပေါ်ဆုံးကဓာတ်ဆဲလို့ခေါ်တဲ့၆တွေ့กว่าကြတော့မဲ့အလွာတွေကိုပုတ်ချွေချလိုက်သလိုဖြစ်တာမို့တနေ့ကိုတစ်ကြိမ်နှစ်ကြိမ်လောက်ရေချိုးရင်မထောင်းလာပေမဲ့ရေချိုးပုတ်တိုက်တဲ့အကြိမ်များလာရင်တော့အရေပြားတွေက အစီထုတ်ပေးတဲ့မွှင်းညင်းပေါက်တွေကိုပါ ဒုက္ခရောက်စေတဲ့အတွက်အသားအရည်ခန်းချောက်သွားတတ်ပါတယ်။ရေချိုးပြီးစက်ပြာနဲ့ခန္ဓာကိုယ်အနှံ့ဂျေးတွန်းလိုက်ခြင်းအပြင်အရည်ပြားပေါ်တင်ကြန်နေတဲ့အမုံအမွားတွေကတိကောက်ဖစ်စေတဲ့အရာတွေနဲ့ဓမ္မတဲဖစ်စေတဲ့အရာတွေကိုပါဖယ်ပစ်လိုက်ပါတယ်။ယခုအခါမှာတော့စက်ပြာရည်တွေထဲမှာအရည်ပြားဆူလက်လက်ဖစ်စေမဲ့ moisturizer တွေပါထည့်သွင်းပေးလာတဲ့အတွက်ကြောင့်အဆင်ပြေပါတယ် ဒါပေမဲ့လူတချို့မှာတော့အရေးပြားပြဿနာတွေရှိတဲ့အခါရေခဏခဏချိုးတင်လားမချိုးတင်လားဆိုတာသိရှိဖို့လိုအပ်ပါတယ်။ဥပမာပြောရရင်ကလေးတွေမှာနှင်းကုလို့အရေးပြားပြဿနာရှိနေတဲ့အခါရေချိုးရင် အနာကို ပြဿနာဖြစ်လားမဖြစ်လားအငင်းပွားစရာ ရှိပါလိမ့်မယ်။အမေရိကန်သုရေသနတပ်ဖွဲ့ရဲ့သုရေသနပြုချက်အရနှင်းကုရှိတဲ့ကလေးတွေကို နေ့စဉ်ရေချိုးပေးဖို့ လိုအပ်တယ်လို့အကြံပြုထားပါတယ်။ဒါပေမဲ့ကလေးမိဘတွေအနေနဲ့စပြအများကြီးမသုံးသင့်ဘူးလို့ဆိုပါတယ်။တိုးတက်လာတဲ့အလဲရောက်ထုံးလို့ရောင်းချသူတွေဟာကလေးငယ်တွေသုံးဖို့အတွက်ကလေးသုံးစပြရည်တွေအသားရည်ထင်းမွေးထွက်စာတွေကိုပါထည့်သွင်းရောင်းချနေကြပါပြီ။ကလေးမွေးထားတဲ့အသီးမိတ်ဆွေတွေကို လက်ဆောင်ပေးနိုင်အောင်ချင်းကလေးတစ်ခုမှဘူးအမျိုးမျိုးကို ရွယ်စုံစိုက်ဆုံထဲ့ပြီး များများရောင်းကောင်းအောင်စီကာကြီးကထက်ပလတ်စတစ်နဲ့ပြန်ဖုံးပြီးတော့စတိုးဆိုင်ကြီးတွေရဲ့ဆင်တွေပေါ်မှာခန့်ခန့်ထဲထဲရောင်းချနေတာကို မြင်နေရပါတယ်။တနည်းအောင်ကလေးဆိုတာအင်မတန်မှနူးနယ်လွန်းတဲ့အတွက်ကြမ်းတမ်းတဲ့ဆက်ပြတွေနဲ့ထိတွေ့လို့မကောင်းလှပါဘူး။မိဘတွေအနေနဲ့ဒီအချက်ကိုတတိထားမိခြင်းမှတတိထားမိကြမှာပါ။တချို့မိဘတွေက ခလေးကို မှုမှွေတန်တန်လေးဖြစ်စေခြင်း သူများချီပိုးရင်အနတ်အသက်ကောင်းမှလို့ယူဆတဲ့အတွက် အသားရည်ဆိုယနေ့ကုထုံထဲသွင်းထားတဲ့အစီရည်တွေအားရပါရလိမ့်ပေးတာဒါမှမဟုတ် ပေါင်နာတွေတအားလူပေးတတ်တဲ့အလေးအထတွေကိုရှောင်သိမ့်တယ်လို့အရေးပြားပညာရှင်တွေကသတိပေးနေကြပါတယ်ဒါပေမဲ့အနှဲငယ်ပုတ်ပေးခပပါလူပေးလို့တော့ ရတယ်လို့အကြံပေးကြပါတယ်။ဒါကြောင့်အရေးပြားပြဿနာရှိတဲ့သူတွေလူကြီးရောကလေးပါ နေ့စဉ်ရေမချိုးခင်စဉ်းစားဖို့အကြံပေးချင်တာတစ်ခုကတော့ဆက်ပြဒါမှမဟုတ်ဆက်ပြအမြုပ်ထရေချိုးကန်နဲ့ရေချိုးခြင်းဒါမှမဟုတ်ရေချိုးဆက်ပြချက်အပြင်းစားတွေမသုံးကြဘဲခက်ပြော့ပြော့လေးတွေသုံးသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရေးပြားကိုကတိကောက်ဖြစ်စေတဲ့အပြင် လူတချို့မှာ အရေးပြားယောဂဝဲနှင်းကူရှိတဲ့အခါပိုဆိုးဝါးစေတတ်ပါတယ်။အကောင်းဆုံးကတော့ pH တန်ဖိုးညှိထားတဲ့အရေးပြားသန့်စင်ဆေးရည်တွေရှာပြီးဝဲသုံးပေးနိုင်ပါတယ်လို့သိပ္ပံပညာရှင်တွေက အကြံပေးထားပါတယ်။ရေချိုးပြီးတာနဲ့တပတ်664နဲ့အရေးပြား6တွေ့အောင် ရေတုပ်ပေးပြီးမှအရေးပြားလင်းခရင်တွေကိုလိမ့်ပေးနိုင်ပါတယ်။ကျန်းမာတဲ့သူတွေအနေနဲ့ကတော့အရေးပြားပြဿနာမရှိရ ဖြစ်မလာရလျောင်ခန္ဓာကိုယ်လန်းဆန်းပြီး ပေါ်ပါသွက်လက်လာအောင်ရေမမှန်ချိုးကြရမယ့်အပြင်ညဘက်မှာနှင်းနှင်းချိုက်ချိုက်အိပ်ပျော်စေဖို့အတွက်ရေကြက်သိန်းနွေးလေးတည့်ပြီးရေချိုးသိမ်းတဲ့အကြောင်းဒီဗီဒီယိုကနေတင်ပြလိုက်ရပါတယ်ဒီဗီဒီယိုက မိတ်ဆွေရဲ့ကျမ်းမာရေးအတွက်တစုံတရာ အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဘေးရရဲ့အပေါင်းကကင်းဝေးပြီးတော့ကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်